ါဒီနေ့ကြောက်မမဲ့အကြောင်းအရာတော့ vitamin D deficiency လို့ခေါ်တဲ့ vitamin D ချို့တဲ့အကြောင်းကိုပြတာပြတာပါပဲဖြစ်ပါတယ် vitamin D ဟာဆိုလို့ရှိရင်ကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာကယ်လ်ဆီယမ်ပမာဏကိုပုံမှန်ဖြစ်အောင်လို့အမြဲတမ်းအဲ regulate လုပ်ပေးတဲ့ ခံခံတာနေပြီးတော့ပေါ့ပါတယ်။နောက်ဒုတိယတစ်ချက်ကတော့ခန္ဓာကိုယ်ရဲ့အရိုးတွေတန်ဆွမ်းကြီးမားဖို့အတွက်ကြံ့ခိုင်ဖို့အတွက်အကြီးကလည်းပါဝင်ဆောင်ရွက်နေတာကိုသိရှိရပါတယ်။နောက်အရေးကြီးတဲ့တစ်ချက်ကတော့ nervous system လို့ခေါ်တဲ့အာရုံကြောစနစ်နဲ့ immune system လို့ခေါ်တဲ့ခန္ဓာကိုယ်ဥက္ကဋ္ဌဆွမ်းအားစနစ်တို့မှာလည်း vitamin D ရဲ့အခန်းကဏ္ဍကအရေးကြီးတာကိုပါဝင်တွေ့ရှိရပါတယ်။ ဗိုက်တာမင် D ချို့တဲ့ခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းနဲ့ပါဆိုလို့ရှိရင်တော့နံပါတ်၁ကနေရောင်ခြည်ကိုကောင်းကောင်းမရရှိတာနေရောင်ခြည်ရရှိမှုနေပါတဲ့ဈေးမှာတည်တက်တာကိုတွေ့ရပါတယ်။နံပါတ်၂ကတော့ကိုစားနောက်နေတဲ့အစားအသောက်တွေထဲမှာဆိုလို့ရှိရင်ဗိုက်တာမင် D ပမာဏဘုံလုံးလောက်ပပဝင်ဘူးဆိုလို့ရှိရင်လည်းဗိုက်တာမင် D နဲ့ချို့တဲ့တာကိုတွေ့ရှိရပါတယ်။နံပါတ်၃ချက်ကတော့ အစာအိမ်နဲ့ဦးလမ်းကြောင်းကနေပြီးတော့ဗီတာမင် D ကိုစုပ်ယူမှုနည်းပါးနေတဲ့အခြေအနေမျိုးတွေမှာလည်းတွေ့ရပါတယ်။နံပါတ်၄ကကြတော့ဗီတာမင် D ဓာတ်စုပ်ယူမှုကိုအဟန့်တားဖြစ်စေတဲ့ဆေးဝါးတွေတောက်သုံးနေရတဲ့ဒီတွေမှာလည်းဖြစ်နိုင်တာကိုတွေ့ရှိရပါတယ်။ အပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ကျမတို့အသက်ကြီးတွေကိုပေါ့နော်အသက်50နဲ့အထက်ဒီဂျီပိုင်းတွေမှာတွေ့ရတာများတတ်တယ်။နောက်ပြီးတော့နေရောင်ခြည်ကိုကောင်းကောင်းမရတဲ့နေရာဒေသတွေမှာနေထိုင်နေတဲ့လူတွေမှာဗီတာမင် D ထွက်တဲ့တာကိုတွေ့ရတယ်။တချို့တွေမှာဆိုရှင်တော့အဝတ်အစားကိုအခြေအနေတည်းအကုန်လုံးလုံအောင်ဝတ်စားတတ်တဲ့လူတွေမှာလည်းဗီတာမင် D ရထွက်တဲ့တာကိုတွေ့ရပါတယ်။ ိုက်တမင်ဂျီတက်ချိုးလဲလို့ရှိရင်တွေ့ရတဲ့ရောဂါလက္ခဏာတွေအနေနဲ့ကတော့နံပါတ်1ဘောဂန်နွမ်းနယ်တွေလိုအများအားဖြစ်နေတာနံပါတ်2ကတော့အရိုးတွေနာကျင်တာနံပါတ်3ကတော့ကြွက်သားတွေအားနည်းသလိုဖြစ်တာနဲ့ကြွက်သားတွေနာကျင်တဲ့အမျိုးမျိုးဖြစ်ရှိရပါတယ်နံပါတ်၄ကတော့စိတ်ကလည်းဆန်းဆန်းတက်တက်ကြွကြွမရှိတော့ဘဲနဲ့ depression လို့ခေါ်တဲ့စိတ်ကြတဲ့ယောဂအခြေအနေမျိုးတွေနဲ့လည်းတွေ့ရှိရတတ်ပါတယ်။တချို့တွေမှာဆိုလို့ရှိရင်တော့ vitamin D အားနည်းနေတယ်ဒါပေမဲ့ဘာလက္ခဏာမှမပြမနေနဲ့လည်း ်ကြီးစကြီးလိုက်လို့ရှိရင်ဗီတာမင်ဂျီတက်အားနည်းနေတဲ့ဟာမျိုးတွေကိုလည်းတွေ့ရှိရပါတယ်။ဗီတာမင်ဂျီတက်ချုပ်တဲ့လာရဲ့နောက်ဆက်တွဲဆိုးကျိုးတွေထဲမှာဆိုလို့ရှိရင်တော့ကလေးတွေမှာဆိုလို့ရှိရင်ဗီတာမင်ဂျီတက်ချုပ်တဲ့ခဲ့လို့ရှိရင်အာရီကက်စ်လို့ခေါ်တဲ့ခန္ဒီအယိုးပြုတ်ရောဂါပေါ့နော်ဒီလိုမျိုးတွေဖြစ်တတ်တယ်။နောက်တစ်ချက်ကတော့အာအယိုးစစ်တွေကြီးမားတဲ့အာကြီးကြီးထွားတဲ့ပုံစံမမှန်တော့တဲ့ ပုံစံမျိုးတွေဖြစ်တတ်တယ်ဥပမာဖြစ်လို့ရှိရင်ခြေထောက်ကအတွင်းဘက်ကိုခွင်သွားတဲ့အနေအထားမျိုးတွေနဲ့ကြည့်ရတာတတမျိုးတွေကိုတွေ့ရှိရပါတယ်။လူကြီးတွေမှာဗန်ဒမင်ဂျီတက်ရှုချိုးခဲ့လို့ရှိလို့ရှိရင်တော့အော်စတီယိုမလေးရှားလို့ခေါ်တဲ့အရိုးပြော့ယောဂနဲ့အော်စတီယိုကရိုစစ်လို့ခေါ်တဲ့အရိုးကွာယောဂတွေကိုဖြစ်နိုင်တာတွေ့ရှိရပါတယ်။ဒီတော့အော်စတီယိုမလေးရှားလို့အော်စတီယိုကရိုစစ်တို့ရဲ့နောက်ဆက်တွဲအနေနဲ့ဆိုလို့ရှိရင်တော့ fracture risk လို့ခေါ်တဲ့အရိုးကျိုးလေတဲ့အနေအထားကြက်ကိုရောက်သွားနိုင်ခိုင်းတယ်တွေ့ရှိရပါတယ်။ ။တတိယတစ်ချက်ကတော့ဗီတာမင်ဒီလဲလို့ရှိရင်အာဖြူရင်းထဲမှာကယ်လ်ဆီယမ်နဲ့ဖော့စဖိတ်တက်ဆုပ်ယူမှုတွေလည်းနေတော့အောင်ဖြစ်တဲ့အတွက်ဟိုက်ပိုကယ်လ်ဆီယမ်လို့ခေါ်တဲ့ဖြူရင်းကယ်လ်ဆီယမ်ဓာတ်ချိုးတဲ့အခြေအနေမျိုးတွေကိုလည်းတွေ့ရှိရပါတယ်။ဒီတော့ဒီလိုမျိုးဗီတာမင် D တက်ချိုးတဲ့အခြေအနေရှိနေပြီလားဆိုတာကိုသိရှိနိုင်တဲ့လိမ့်လမ်းတွေထမ်းပါဆိုလို့ရှိရင်တော့ယောဂလက္ခဏာရဲ့အရာသိရှိနိုင်တာရှိနေ။နောက်တစ်ချက်ကတော့ဝေတွင်ဗီတာမင် D တက်ကိုတွေးစစ်ကြည့်လို့သိနိုင်တာမျိုးတွေရှိပါတယ်။ ီလိုမျိုးဗိုက်တာမင် D ဓာတ်ချို့တက်နေပြီဆိုလို့ရှင်တော့ကျမတို့ကုသနေနေနေလဲဆိုလို့ရှင်တော့နံပါတ်1ကတော့နေအောင်ကြီးကိုကောင်းကောင်းရရှိအောင်နေခိုင်းနေပေါ့နော်။များသောအားပုံမှန်အဖြစ်ဆိုလို့ရှင်တော့အနက်ခင်းရတဲ့နေအောင်ကြီး ်အမနက်7နာရီအရှိပိုင်းရတဲ့နေရာကြီးကိုခံပေးခြင်းအပြင်ဗီတာမင် D တက်တွေရရှိနိုင်တယ်။လက်မနဲ့အချက်ကတော့ဗီတာမင် D တက်ကျွေးဝါးတဲ့အစာအသောက်တွေကိုများများစားသုံးခိုင်းလို့ရတယ်။လိုအပ်ခဲ့လို့ရှိရင်တော့သက်ဆိုင်ရာဆရာအနေနဲ့တိုင်ပင်ပြီးတော့ဗီတာမင် D supplements လို့ခေါ်တဲ့ဗီတာမင် D ဖြစ်စွက်ဆေးတွေကိုတောက်ခိုင်းနိုင်မှုလည်းရှိပါတယ်။တခုရှိတာကတော့ဗီတာမင် D တက်ရဲ့နေ့စဉ်လိုအပ်ချက်ကအသက်အရွယ်မှာမူတည်ပြီးတော့ပါချက်ချက်ရှိနိုင်တာဖြစ်တဲ့ဆိုတာ ဗီတာမင် G supplement တောက်မယ်ဆိုလို့ရှိရင်တော့သက်ဆိုင်ရာဆရာုံနဲ့တာမြင်ပြီးတော့မှပဲတောက်သုံးနေပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့ဗီတာမင် G လက်ချို့တဲ့တာကိုဘယ်လိုမျိုးကာကွယ်ရရလဲဆိုလို့ရှိရင်တော့ခုနကနှစ်ချက်ပဲဦးနော်။အဓိကတော့နေရောင်ခြည်ကောင်းကောင်းမနက်ခင်းရတဲ့နေရောင်ခြည်လေးကောင်းကောင်းခံပြီးလို့ရတယ်။နံပါတ်၄ကတော့ဗီတာမင် G ဓာတ်ချို့ရတဲ့စားအသောက်ကြီးဖြစ်တဲ့နာသီးသီးလေးစားပေးတာ၊မွမ်းနှုတ်နဲ့လိုထပ်ပစ္စည်းတွေတောက်သုံးပေးတာမျိုးတွေပြုလုပ်ပြီးလို့ရပါတယ်။